မင်္ဂလာပါရှင်မိုးတောင်ချန်နယ်ပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုဘာလာ24ရက်နေ့တွင်စစ်ဝင်စားဖွဲ့ကောင်းမဲ့တဲ့အကြောင်းအရာတွေကို ဖော်ပြပေးပါမယ်။ဒီအစီအစဉ်လေးစတင်ခင် Small Channel ကို Like Subscribe နဲ့ Share ပေးကြပါအောင်ပြည်သက်ကြည့်ရင်။မန္တလေးတိုင်းဒေသကြီးမိုးကုံမြို့ကနေတအောင်ချန်ဖက်လက်နကိုင်ဖွဲ့ TNL ဖွဲ့တွေဟာစတင်ဆုတ်ခွာနေတယ်လို့သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းမှာတရုတ်နိုင်ငံကဂျောင်းဝင်စီစံမှုများကြောင့်မြန်မာအစိုးရနဲ့တအောင်တက် TNL တို့ကြားပြစ်ခတ်ရစရေးသဘောတူညီခဲ့ပြီးအပြစ်ရသဘောတူညီချက်ရ TNL က၎င်းတို့ယာယီထိန်းချုပ်ထားတဲ့ပထမမြေမူကုန်နဲ့မိုးမိတ်မြို့တို့ကိုနိုင်ငံတော်အစိုးရထံပြန်လည်လွှဲပေးရတော့မှာပဲဖြစ်ပါတယ်။မိုးကုန်မြို့ကိုပြန်လည်လွှဲပြောင်းပေးမယ့်အစီအစဉ်နဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့ NUG နဲ့ ၎င်းရဲ့ PDF လက်နက်ကင်ဖွဲ့တွေကို အပေးထောက်ခံသူတွေက TNL အဖွဲ့တွေပေါ်ဝေဖန်ပြစ်တင်မှုများရှိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ TNL အဖွဲ့ဟာပြစ်ခတ်ရစရေးသဘောတူညီမှုကိုအကောင့်ထည့်ဖော်နိုင်အောင်စီစဉ်မှုများရှိနေပြီး PDF အဖွဲ့တွေကိုခေါ်ယူတွေ့ဆုံကတမတော်စစ်ကြောင်းတွေဝင်လာမင်းဆိုရင်နောက်ဆက်ဟန်တာတိုက်ခိုက်တာမျိုးမလုပ်ဖို့ပြောဆိုဆွေးနွေးခဲ့တယ်လို့ပြည်ခရရဲ့ပိုင်းကသတင်းများထွက်ပေါ်ခဲ့ပါတယ်။လက်ရှိအချိန်မှာတော့မုကုံမြို့အတွင်းကနေ TNL အဖွဲ့တွေဟာစတင်စုခွာမှုများရှိနေသလို PDF အဖွဲ့တွေလည်းဒီရက်ပိုင်းပြောင်းနေရလို့မိုးကုတ်မြို့ကန်တူကပြောပါတယ်။မိုးကုတ်မြို့တဲနေထိုင်သူတူက TNL အဖွဲ့တွေဟာစတင်စုခွာနေပြီလားမသိဘူး။ဒီရက်ပိုင်းမှာကားတွေနဲ့အုပ်စုလိုက်ထွက်ခွာနေတယ်။နိုဝင်ဘာလ23ရက်နေ့ကလည်းကား9စီ6စီလောက်နဲ့ TNL အဖွဲ့တွေကပြောင်းရွှေ့နေရမျိုးတွေ့မြင်နေရတယ်။မိုးကုတ်မြို့ထဲမှာတော့အနေငယ်ကြမ်းခဲအောင်မဲထနေတယ်။ အချို့ကလည်းပလောင်တွေဟာနမ်ဆန်ဘက်ကိုစုသွားတယ်လို့ပြောကြတယ်။အဲ့ဒီပလောင်တပ်ဖွဲ့တွေဟာနိုဝင်ဘာလ18ရက်16လအလောက်နေ့ကလေးကကားရီနဲ့အုပ်စုလိုက်စားပြီးဆုတ်ခွာနေကြတဲ့ထင်တယ်။ပြောင်းရွှေ့နေရမျိုးတွေတွေ့မြင်နေရတယ်။ပြီးတော့ပလောင်တပ်ဖွဲ့ယုံတွေပိတ်သိမ်းတာတွေရှိတယ်လို့အချို့ယုံတွေလည်းဆန့်ရှိနေသေးတယ်။ကျွန်တော်ထင်တာကတော့ပလောင်တပ်ဖွဲ့ကအောက်ခြေတပ်ဖွဲ့ဝင်တွေလောက်ပဲကျန်တော့တယ်။ မိုးကုတ်မြို့မှာပလောင်တပ်ဖွဲ့ဝင်များစုကစုခွာသွားပြီးအနေငယ်ပဲကျန်တော့တဲ့ပုံစံမျိုးရှိတယ်။ PDF အဖွဲ့တွေလည်းဒီရက်ပိုင်းပြောင်းနေတယ်။ PDF အဖွဲ့တွေကိုနိုဝင်ဘာလ20ရက်လောက်နေ့ကတည်းကအရင်လိုတိတ်မတွေ့တော့ဘူး။ဒါပေမဲ့ PDF အဖွဲ့တွေစုခွာမှလားမစုခွာဘူးလားဆိုတာမသိသေးဘူး။မိုးကုတ်မြို့ခံတွေကတော့မြို့ကိုအီချမ်းချင်နေ PDF အဖွဲ့တွေကိုလည်းမြို့ကနေစုခွာစီချင်ကြတယ်။ PDF နဲ့ပလောင်တပ်ဖွဲ့တွေအကုန်ဆုတ်ခွာသွားမယ်ဆိုရင်တိုက်ပွဲတွေမဖြစ်တော့ဘဲညိုကြီးလည်းမနာတော့ဘူးလို့ပြောပါတယ်။ TNL ဖွဲ့ကမုကုံမျိုးနဲ့မုံမိတ်မျိုးကိုပြန်လည်လွှဲပြောင်းပေးဖို့သဘောတူညီခဲ့ပေမယ်။ PDF အမိခံအကြံဖက်လက်နက်ကိုင်ဖွဲ့တွေကမုကုံမျိုးကိုဆက်လက်ကာကွယ်သွားမယ်လို့သတင်းများထုတ်ပြန်ခဲ့ရာမုကုံမျိုးခန့်တွေဟာတိုက်ပွဲတွေဖြစ်လာမှာစိုးရိမ်နေတဲ့အတွက်စစ်ဘေးရှောင်သူများပုံမှုများပြလာခဲ့တယ်လို့သိရပါတယ်။ ြို့ခံတဦးကမြို့ထဲမှာရှိတဲ့လူတဝက်လောက်ကစစ်ပေးရှောင်းသွားတယ်။ကားခါတွေလည်းတိမ့်ချီစီတက်သွားတယ်။အချို့ရွာတွေမှာလူတွေလည်းမရှိသလောက်ဖြစ်သွားတယ်။လမ်းတွေမှာလည်းလူတွေရှင်းသွားတယ်။တိုက်ပွဲတွေဖြစ်မှာဆိုရင်လို့စစ်ပေးရှောင်တာလည်းရှိတယ်။အချို့ကြတော့လည်းဘာဖြစ်မယ်ညာဖြစ်မယ်နဲ့စိုးရိမ်ပြီးစစ်ပေးရှောင်ကြတယ်။ဘုကုံမျိုးမှာတဝလောက်ကစစ်ပေးရှောင်သွားကြတယ်။အချို့ရွာတွေမှာလည်းအိမ်လေအနှင်းငယ်ပဲကျန်တော့တယ်။တကယ်တမ်းကြတော့လည်းအခုချိန်ထိငြိမ်ပါသေးတယ်ဗျ။ ိုက်ပွဲမဖြစ်ဘဲနဲ့ EC ပြီးသွားရင်ကောင်းတာပေါ့ကျွန်တော်လိုမျိုးမြို့ထဲမှာဇနီးရဲတွေကတော့မုခုမြို့ကြီးကိုအေးချမ်းချင်နေကျွန်တော်တို့ကကိုဗစ်တုံးကလည်းခံခဲ့ရတယ်အခုနိုင်ငံရေးအပြောင်းလဲကာလမှာလည်းခံခဲ့ရတယ်လက်ရှိအချိန်မှာလည်းကုန်စည်နှုန်းကအနေငယ်တက်နေတယ်ဘီလက်မြေတအေးဆိုရင်အရင်က7500ပဲရှိခဲ့တယ်လက်ရှိအချိန်မှာတော့ဘီလက်မြေတအေးကို7450ဖြစ်နေတယ်ပြီးတော့ဒက်စီဒပလင်းဆိုရင်9500ရှိတယ် ပစံနှကောင်စီဆိုရင်အရင်က90သားကို78000ပဲရှိတယ်။ခုဆိုရင်7000ရှိနေတယ်။မိုကောသူစီလေးဆိုရင်အလိပ်90ပါတစီကို6500ရှိနေရလို့ပြောပါတယ်။မိုကောမျိုးတင်ကျန်ရခဲ့သူများဟာငွေကြေးအဆင့်ပြည့်တဲ့အတွက်စစ်ပေးမရှာရခြင်းဖြစ်တယ်လို့ကိုအင်ကိုလည်းစိတ်မချတဲ့အတွက်မြို့ကိုမစွန့်ခွာခြင်းများရှိနေကြောင်းသိရပါတယ်။မိုကောမျိုးခန့်တို့ကကျွန်တော်လဲစစ်ပေးရှောင်လို့ပဲမဲ့ငွေကြေးအဆင့်မပြေကြဘူး။ ီးတော့အခြားနေရာမှာနေထိုင်လုပ်ကံစားတောက်ရမှာစူရင်ကြတယ်။ဝေကျေးမတက်နိုင်သူတွေလည်းအိမ်ခန်း၅ခစီကြည်အောင်မယ်။အလောက်ကဆက်သွဲမရှိဆိုရင်ပိုပြီးဒုက္ခရောက်မှာလဲဆိုရင်တော့မြို့ထဲမှာကျနေတဲ့သူတွေလည်းရှိပါတယ်။မဟုတ်မြို့ခတ်တူအနေနဲ့ပြောရရင်ကျွန်တော်တို့လိုလက်လိုလက်စားရိအတွက်စဉ်းစားပြီးကြပါဗျာ။မြို့ထဲမှာကျန်ခဲ့တဲ့လူတွေကအဆင်မပြေဘူး။ပတ်စံရှိတဲ့လူတွေကတော့ပြေးကြပြီ။မပြေးနိုင်တဲ့လူတွေကြတော့ဘယ်သူကအမခံကာကွယ်မလဲ။ ဘသူကစာနာထောက်ထားမလဲရွှေပြေးမှလည်းဖြုံးနေထမ်းခဲ့ရတယ်ဘသူပဲအုတ်ချုပ်ချုပ်ကိုရှိမှကိုစားရတယ်ဘသူမှလာပြီးပေးကမ်းမနေဘူးချုပ်တို့လိုလူတန်းစားရတဲ့နည်းနည်းစဉ်းစားပြရင်တိတ်ကောင်းမှာပဲဗျာမုကောမြကြီးကိုအေးချမ်းချင်ပါပြီဗျာလို့ပြောဆိုထားပါတယ်တောင်ကျန်ဖက်လက်နက်ကိုင်ဖွဲ TNL နဲ့ပူပေါင်းဖွဲ့တွေဟာ2029စစ်စင်ရေးဒုတိယလိုင်းအတွင်းမုတ်ကုတ်မြို့ကို ယာယီထိန်ချုပ်ခွင့်ရရှိခဲ့ပေမဲ့လက်ရှိအချိန်မှာတော့မြို့ကိုပြန်လည်လွှဲပြောင်းပေးရဖွဲ့ရှိနေရအငင်းပွားမှုများရှိနေပါတယ်။ဘူကောမြို့ကိုတိမ်ပိုက်ပြီးတဲ့နောက် TNL နဲ့ပူပေါင်းဖွဲ့တွေကမြို့ထဲကိုဝင်ရောက်လာချိန်မှာမြို့ခံတွေကတပြေပန်းနဲ့ကျုခဲ့သလိုနိုမာလာတွင်မှာလည်းမြို့ခံတွေကစစ်တလအောင်မှမနေချင်တဲ့အတွက်တန်မုံတီးပြီးဆန္ဒပြခဲ့တယ်လို့မြန်မာနောင်ပါဝင်နိုင်ငံတော်ဆရာကိုစံကျင်တဲ့မီဒီယာတွေကရေးသားဖော်ပြခဲ့ပူပါတယ်။ ဒါပေမဲ့မြို့ခံတွေတမုံတရားချင်းဟာ၎င်းတို့ရဲ့ကိုပိုင်စံနာကြောင့်မဟုတ်ပဲ PDF အဖွဲ့တွေကအတင်းချက်အမိန်ပေးခိုင်းစီရတဲ့အတွက်တမုံတိကစံနာပြခဲ့ရခြင်းဖြစ်တယ်လို့မုကုတ်မြို့ခံဦးကပြောဆိုထားပါတယ်။အားတကယ်ပြောရမယ်တော့ငါမုကုတ်တူတက်မနေ့ကတမုံနေ့တည်းပညာအဲ့လိုတည်းရဲ့ကိစ္စတွေဘာလို့ post တင်လာလဲအဲ့ဒါပြည်သူတရားရောပါလားပါနေတာဘာလို့ post တင်ရလဲ โอเคဟိုပလောင်နေတော့ကလည်းအထူးနေကသူတို့တပြေပန်းနေကြွေးဆို post တင်နေသူတို့ post တင်နေချိန်တော့လေ internet ပဲပြောနေဖုန်း line တော့ငါတို့မှမရှိတဲ့အချိန်တွေမျိုးမှာကသူတို့ကသူတို့ကမင်းတားရက်ကွက်ပါခံမမဲ့ရအဲ့ဘွားတို့တွေမြင်မှုရဲ့တင်လိုက်တယ်သူတို့လက်ခံတယ် welcome တယ်ဆိုပြီးတင်လိုက်တာကွာငါတို့အဲ့မိုးကွမြောက်နေပြတော့တဲ့ချင်းဘာကိစ္စကြောင့်ထွက်လာလဲတပြင်းနဲ့တောင်ကျူရရပဲသူတို့တေခံဆိုပြီးတော့ဗလိန်နာတွေငါတို့ခင်အဲ့ဒါလည်းမဖြစ်သေးပါဘူးဆိုပြီးတော့ငါတို့အစတင်းကြီးရဲ့အချိန်မှာကောတပြေပန်းနေပါလေတွေ့ရတယ် အခုလဲထုံနေလောက်အောင်မယ်တမုံးကြီးရဲ့ပါလားပြည်သူရောတကယ်ပါလားပါခဲ့ရင်ရောဘာကိစ္စကြောင့်တင်တာလဲနင်တို့အပီးတယ်ဆိုလို့ရှိရင်အပီးတဲ့တိုင်းနေလိုက်လေဘာကိစ္စကြောင့်လီရင်ခွာလဲစစ်ကိုခွာလဲနင်တို့ကလေခုချိန်မှာတရားဦးလေးစိတ်ကနေလေဝိုင်းတွဲစီရတိုက်တာနင်တို့စီမှာတင်ရောက်တယ်နင်တို့ကပုံတွိုင်းမပုံနိုင်တာပြည်သူဟဲ့မတည်ဘူးနင်တို့တယောက်မှမတည်ဘူးတိမ်မောင်းငါတို့ပြည်သူပြည်သူစားလေး မင်းတို့တနေ့ထောင်နင်တို့အားပေးမှာဆက်တက်ကတနေ့ထောင်နင်တို့တနေ့ကိုအားပေးမှာအဲ့တော့နင်တို့နားမလဲအေးပြောရင်လည်းငါ့ကိုဘောမရဲဘုံကုန်းနဲ့ပဲဘောလက်ကောင်ဘောလက်မကောင်ဘာမှထမိုင်လည်းမကြုံငါအကုန်လုံးကအမှန်တိုင်းပြောပြချင်းလေဘဒိုးမကောင်အမှပြီးတော့ပလောင်လေးသူလည်းကမရင်တော့လည်းငင်းရိုက်တွေအခါခါခွန်ရင်ကမူကိုတိုင်းကသားဆိုတာမျိုးစုနေရတယ်တည်ရမှာမူကိုမျိုးရဲ့အနှစ်သာရဖြစ်တဲ့ခေါက်ကွင်းညိုလေးရှယ်မျိုးရှယ်ကြမ်းမျိုးလေးခေါက်ကွင်းတော့မရှိတော့တဲ့အချိန်ဆိုတော့လုံးဝမခေါ်ဟိုကလက်မှတ်မထိုးအဲ့ချိန်မှာလေ သူတို့မျိုးဖြစ်တယ်လေနမ်ဆန်တို့ဘာညာတို့လင်းတစ်ခါပဲကြည့်ရတယ်လူလေးရှေ့ရတော့ထုံးတို့ထားတယ်တို့ထုံးမှတ်ထားတယ်တို့ဆိုပြီးတော့ကဆောက်ရညိုးပြီးတော့လေနင်တို့နမ်ဆန်မှာလေတည်တဲ့အစွန်းလူကြီးရလေငါတို့မိုးကုံးမှာတည်တဲ့အစွန်းထွက်ပဲရှိအဲ့ဒါနင်တို့ဆောက်ရနာရနော်တက်ဆုပ်တိုင်းမိုးကုံးမျိုးလေတည်အောင်ဘုံချက်လို့တို့မနာဘူးစေးချကောင်းတော့ဖားချကောင်းတော့တွန်းလောက်ကောင်းတော့သူတို့တွေရလေထီရောဆောက်ရနာတယ်နော် နောက်ဆုပ်ပြီးဟွန်း တိုက်တယ်ဒါပေမဲ့အခုကမကိုးကိုပါလို့နောက်ဆုတ်ပြရသေးလားမကိုးမှလေလှုပ်ဆက်ပြက်ပြီးနေမှမရှိဘူးသူနဲ့ကောင်တို့မျိုးပြီးတော့ဗဒံမြန်းကမှကြောက်ကောင်းနေဆိုသူတို့ရဲ့ကြောက်ကိုပြီးပြီးမှလေသူရှားပြီးတော့ပြီးအေးစစ်ပြတော့နောက်ဆုတ်ပြရဒါပေမဲ့ဗီဒီယိုကမဆောက်နောက်မဆောက်နောက်မဆောက်တဲ့ပြင်တမုံတရားရပါတင်တယ်တင်လို့ရအဆင်ပြေတယ် ဘာကိုတင်ချင်လဲပြည်သူအပြည့်ရတင်ချင်တင်စရာမလို့ပြည်သူအပြည့်ရဆိုနွေးရှင်ထဲမှာတင်ရဒါပေမဲ့နင်တို့စီမှာလေလေရင်ကျဲလို့နင်တို့မသိပြည်သူဝဲသိမှာအဲ့ဒါကိုလေငါပြန်လေဟာဘလို့ပညာငါ့ကိုလာဆဲမငါအမန်တရားကိုပြောပြတာအမန်တရားလေငါတို့မျိုးကိုချစ်တတ်ပါစေပတ်သက်ရလို့ရလို့ဆိုအတွေးမှာချစ်တတ်ပါစေငါတို့မျိုးရဲ့မျိုးကန်တွေကိုချစ်တတ်ပါစေတချို့ကလေကြံခဲ့ဆိုတာလေနင်တို့ကအပြည့်နေရထားလေရွှေစရာပတ်သက်ပြီလို့မျိုးကိုချစ်လို့ကြံခဲ့ရ အဲ့ဒါလေးကိုနည်းနည်းလေးတီးတက်ပါစေအခုပလောင်ဆုပ်လွားရနော်တန်မုံတီးရဲ့ဟာဘာလဲလင်းရင်ခွာလား